္ဂလာပါညာရှိခွာဆန်ဆောင်မနှုတ်ဆက်တာပါတယ်ဇူလိုင်လ2ရက်2025ခုနှစ်ပုံကူနေအမျိုးမျိုးသောရှုဝင်ရာ၌ဒီရှုဝင်နေမူရတုဝင်တို့သည်ပေါင်းချလိမ့်မည်ထုံမှုသည် ထာရပြရှင်တော်၌အောင်းမိမှုရာမပြောင်းမပြတ်ရသောထာဝရတသိပြရလိမ့်မည်ဟိရှာယနိုင်ငံတွင်ချက်အခန်းကြီး55ခန်းကြီး73ခေါင်းစဉ်ကထာဝရတသိ စစ်စစ်ကိမှကျွန်တော်တို့ထွက်လာတော့ကာလာကျူသောဣသရေအမျိုးသားအဲလန်ညူကပြုံးရွှင်သောမျက်နှာထားဖြင့်အေနိုင်ငံကလာခဲ့တာလည်းမေးပါသည်မြန်မာနိုင်ငံကလာခဲ့ပါသည်ဟုဖြစ်ပြီးဝမ်းသာအားရပြီးဝိဖတ်နှုတ်ဆက်၍နန်းလေးနန်းပါသည်ယုတ်ချခြင်းလေးနန်းကြတာပါပဲတခါမှယုတ်ချရီနန်းတာမခံရဘူးသောကျွန်တော်မှာအသေးရ၍စိတ်ထဲမှာမအီမသာဖြစ်ရပါ၏ယေရှုရှင်တိုင်းမိကလာကြတာပဲဟုတ် ချီချူးထုံးမနာပြပါသေးသည် ကျွန်တော်နားမလည်နိုင်ပါ Israel တယောက်ကမြန်မာနိုင်ငံကိုဘာကြောင့်ယေရှုရှင်တိုင်းမျိုး ခေါ်ရပါသလဲဟောဧသည်နန်းညူကြီးကရှင်းပြပါသည်သူတို့နိုင်ငံဤ Israel နိုင်ငံလွတ်လပ်ရေးကို1948ခုနှစ်မှာ ကြီးညာလိုက်ပါတည်းကြီးညာစာတမ်းကဒီလိုပါကျွန်တော်တို့ဒီ Israel နိုင်ငံဤခုံလို့ရကြောက်ဖြစ်သော ထာဝရဘုရားကိုကူစားပါ၏ဤဥပုံနှင့်ဤရလ9ရက်နေ့မှာ 9900ရှိခုနီဟီဘရူးသက်ကရီ1948ခုနီမေလ14ရက်ဇာတိမြေတဲလ်အဖေမြို့ရေပြုလုပ်သောဤနိုင်ငံ၏ကောင်စီအစည်းအဝေး၌ကျွန်တော်တို့၏လက်များဖြင့်ဤကြီးညာချက်ကိုတည်တည်ခံပါ၏။ဤစွေးနိုင်ငံပေါ်လာခြင်းကိုစောင့်ကြည့်နေသောကမ္ဘာတစ်ခုလုံးတိုင်းနိုင်ငံအသီးသီးသည်အော်လျက်အခြေအနေကိုစောင့်ကြည့်နေကြပါသည်။ဤစွေးနိုင်ငံကိုမြည်သူမျှ မထောက်ခံရေးပါအာရက်ကပါအင်းရန်ကို ရှူးရင်ရတာကိုထူးချညာချက်ခက်ပေါ်လာခင်မကြခင်မှာပဲထန်ကျိုးစာဝင်လာပါသည်ဟိုးအရှိမြန်မာပြည်ကနိုင်ငံတော်သမ္မတနှင့်ဝင်ချင်းချုပ်တို့၏အကြောင်းကြားစာကဒီနိုးဒရိုက်ကိုယူပါသည်အင်းစရီးနိုင်ငံကိုကျွန်တော်တို့အတိမတ်ပြုသည်ဒီနိုး၏နောက်မှာမြန်မာနိုင်ငံရှိပါသည်ဖျားခီကောင်းကြီးပေးပါစီဟု၍ဖြစ်မည်ပထမဆုံးဝန်ကြီးချုပ်ဖြစ်သောဒေးဗစ် ဟူရီယန်သည်ဝမ်းသာ၍စိတ်လုံရှား၍မြမပြည်ဟုရောင်ရမ်းယူခဲ့ပါသည်တွင်ထို့နောက်နှစ်နိုင်ကြာလီအမေရိကန်ပြည်ကလည်းနိုင်ငံသစ်ကိုအတိမတ်ပြုခဲ့ပါသည် ကျွန်တော်တို့ကိုအားပေးဖို့ကူညီဖို့လိုအပ်တဲ့အချိန်မှာရ မပြီးဟာပထမဆုံးခွာပြီးတော့သူပါဟုဧည့်သည်လမ်းညူကပြောလေများစွာဝမ်းသာရပါသည်အမတန်ဂျေဇူးသီးတတ်သောလူမျိုးဖြစ်တာကြောင့်လောကမှာမျက်နှာရသောတိုင်းပြည်ဖြစ်ရတာပဲဟုသိရခဲ့ပါသည်ကျွန်တော်တို့အသက်တာ၌ဂျေဇူးတင်ထိုက်သူအများကိုမမေ့မလျော့ဂျေဇူးတင်ရမှာပါအားလုံးပြန်လည်ကောင်းချီးပေးပါစေ